ကာမာလီကဂီနီဝက်တွေကိုမွေးထားတာအချိန်တစ်နှစ်ကျော်ရှိပါပြီဂီနီဝက်တွေမျိုးပွားရင်လည်းအရေးအတွက်တစ်ခုရှိလာပါတယ်ဂီနီဝက်တွေကပိုကောင်းတဲ့နေရာမှာနေထိုင်ဖို့အတွက်ကာမာလီကသူတို့ကိုယူပြီးတော့တောင်းရောင်ပြစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်မထွက်သွားခင်မှာသူကအင်မွေတရေးဆန်အားလုံးကိုအရင်ထမင်းကျွေးလိုက်ပါတယ်ပြီးတဲ့အခါမှာတော့ထော်လာကြီးကိုထုတ်လိုက်တယ်မယောင်းခင်မှာကားပေါ်ကိုကောက်ရိုးတွေတစ်ထပ်အရင်ခင်းလိုက်ပါတယ်ဒီလိုဆိုရင်ဂီနီဝက်လေးတွေကလည်းကားစီးလဲတတောင်တတာရှိသွားပါပြီဂီနီဝက်လေးတွေကအရန်တော်လက်ပါတယ် သူသွားဖမ်းတဲ့အချိန်မှာအကုန်လျှောက်ပြေးနေကြတယ်ဖမ်းဖို့လည်းပိုခက်ခဲသွားပါပြီအကောင်ကြီးတရားလောက်ရှိနေတဲ့အတွက်သွားရောက်ရင်လည်းပတ်စံအများကြီးရမှတည်ကြပါရယ်ကောင်မလေးကအချိန်ကုန်ခံပြီးဂီနီဝက်လေးတွေကိုမျိုးဆက်ပွားစီဖို့အတွက်ဂီနီဝက်တချို့ကိုချန်ထားလိုက်ပါရယ်ဒီလိုဆိုရင်နောက်နှစ်မှလည်းဆက်ပြီးသွားရောက်လို့ရပါပြီအကောင်ရမ်းများတဲ့အတွက်အကြာကြီးဖမ်းရပါရယ်ရောင်ကျင်းတလောက်ဖမ်းထည့်ပြီးတဲ့အခါထော်လာကြီးကိုမောင်းပြီးတော့သွားရောက်လို့ရပါပြီ မြန်မြန်နားနိုင်ဖို့အတွက်ကောင်မလီကရောင်းတဲ့နေရာကိုဆော့ဆော့ရောက်လာပါတယ်။ဂီနီဝက်လေးတွေကိုကိုရိုင်းမွေမြူခြင်းတဲ့လူတွေအတွက်ပဲဖြစ်ဖြစ်အိမ်မွေးတွေးဆန်ရောင်းတဲ့ဆိုင်ပဲဖြစ်ဖြစ်ရောင်းပေးလို့ရပါတယ်။လူများစုကတကောင်ထဲဝယ်တာမဟုတ်ပဲအများကြီးဝယ်သွားတာကိုတွေ့ရပါတယ်။တချို့ကလည်းမွေးထားပြီးမျိုးပွားလာတဲ့အခါမှာပြန်ရောင်းဖို့ပဲဖြစ်ပါတယ်။ကောင်မလီနာမှာဈေးတန်တဲ့အတွက်ကုန်လာသွင်းတဲ့လူတွေများပါတယ်။အချိန်တိုတွေမှာဂီနီဝက်လေးတွေကားပေါ်မှာတိတ်တောင်မကြံတော့ပါဘူး။အစားကတော့ကောင်မလီကရောင်းဖို့မွေးထားတာမဟုတ်ပါဘူး။ အများကြီးမျိုးပွားလာတဲ့အတွက်သူ့ရဲ့ခြံကလည်းမဆန်တော့လို့လာရောက်လိုက်ရတာဖြစ်ပါတယ်။နောက်ဆုံးကျန်တဲ့ဂီနီဝက်လေးတွေကိုဦးလေးတယောက်ကဝယ်သွားတာနဲ့ဒီနေ့ဂီနီဝက်ရောင်းတဲ့အလုပ်ကပြီးသွားပါပြီ။ပြီးတဲ့အခါကောင်မလေးကရွာသားတွေရဲ့ဘဲနဲ့ကျက်မွေးမြူရေးခြံတွေကိုရောက်လာပါတယ်။သူရောက်လာတဲ့အကြောင်းရင်းကတော့ကျဲဥတွေကိုယူပြီးတော့သွားကူရောင်းဖို့ဖြစ်ပါတယ်။ရွာချံထွက်ကျဲဥတွေဖြစ်တဲ့အတွက်အေးသွေးလေးကောင်းပါလေမနှက်စာပါစာရမှန်းမသိရင်တော့နှလုံးလောက်အားပီးလို့ရပါလေအများကြီးရောင်းထွက်ဖို့အတွက်ကောင်းပါလေကရွာထိပ်အပြင်ဈေးထဲမှာလည်းတွားရောင်းဖို့လုပ်နေပါလေ ။ကာမာလီကကြက်ဥကောက်ပြီးတာနဲ့ဦးလီနဲ့အတူတူဈေးနှုန်းတွက်လိုက်ပါတယ်။ဦးလီရဲ့ခြေထောက်ကဒဏ်ရာရထားတဲ့အတွက်ကာမာလီကပဲကူရောင်းပေးလိုက်ပါတယ်။အရေတွက်တေချာသွားအောင်လို့ကာမာလီကဦးလီရဲ့အရှိမကောက်ကောင်းလေးရေတွက်ပြလိုက်တယ်။အရေတွက်တေချာသွားတာနဲ့ကာမာလီကကြက်ဥကိုယူသွားပါတော့တယ်။ကြက်ဥတွေကွဲသွားမှဆိုလို့ကာမာလီကဖော်ပုံးထဲကိုထည့်လိုက်ပါတယ်။အကုံထည့်ပြီးတာနဲ့ကာမာလီကထော်လာကြီးကားကိုမောင်းပြီးတော့ဈေးထဲကိုသွားလိုက်ပါတယ်။ သူတို့ဈေးကလည်းလူအရန်စီပါလေဈေးတဲ့ရောက်တာနဲ့ကာမာလီကဈေးပန်းခင်းရောက်လိုက်ပါလေတခြားလူတွေထက်ဈေးသက်သာတဲ့အတွက်လူတွေအများကြီးလာလူဝဲကြတယ်ချက်ပြုတ်တဲ့လူတွေအတွက်ဈေးတန်တဲ့ကျဲဦးကအရန်တန်ဖို့ရှိပါလေကာမာလီကအဲ့လောက်ရောက်ရမယ်လို့တော့မထင်ထားမိပါဘူးသူကလက်အရန်ပွင့်နေမှန်းသိတာပါလေဝဲသူတွေကလည်းလက်မြမှာဝဲနိုင်တဲ့အခြေအနေကိုရောက်နေပါလေကျဲဦးတွေအကုန်ရောက်မိတဲ့အခါမှာကာမာလီကလည်းညှစာချက်ဖို့အတွက်အရွက်တွေကိုဝဲပြီးတော့အိမ်ပြန်သွားပါလေ